ကနေဒါရင်စိုက်ပျိုးရေးနဲ့စားသောက်ကုန်များကိုတရုတ်တံပြင်အခွန်သိုးကောင်းပြီကနေဒါနိုင်ငံရင်ဒေါ်လာ1.6ဘီလီယံတန်ကျင်းရှိတဲ့စိုက်ပျိုးရေးနဲ့စားသောက်ကုန်တွေကိုတရုတ်နိုင်ငံကတံပြင်အခွန်သုံးပြည့်ကောက်ခံမယ်လို့ကြေညာထားပါတယ်ပြီးခဲ့တဲ့အောက်တိုဘာလတုန်းကကနေဒါနိုင်ငံရဲ့အခွန်သုံးပြည့်မှုကိုတရုတ်ကတံပြင်ခဲ့တာပဲဖြစ်ပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရပ်ရဲ့ပြည်ပသွင်းကုန်အခွန်သုံးပြည့်ရဲ့ချင်းချောက်မှုတွေကြောင့် ကနေဒါနဲ့တရုတ်တို့ရဲ့ကုန်သွယ်မှုစစ်ပွဲစတင်တာဖြစ်တယ်လို့ writer ဖော်ပြပါတယ်။ကနေဒါဟာပြီးခဲ့တဲ့လလကတရုတ်နိုင်ငံထုတ်လျက်စစ်ကားတွေတန်တဲ့အလူမီနီယံထုတ်ကုန်တွေကိုအခွန်300ရက်ခိုင်နှုန်းနဲ့20ရက်ခိုင်နှုန်းကောက်ခံခဲ့တာလို့မျိုးအခွန်ကောက်မှုကို match လ20ရက်နေ့မှာစတင်မှာဖြစ်ပါတယ်။ဒီအခွန်ကောက်ခံမှုမှာကနေဒါရဲ့တရုတ်ကိုတင်ပို့မှုနံပါတ်1နေရာမှာရှိတဲ့ကနိုလာစီတင်ပို့မှုတော့မပါဝင်ဘူးလို့ဖော်ပြပါတယ်။ တရုတ်နိုင်ငံအနေနဲ့ကနေဒါနဲ့ကုန်သွယ်မှုဆိုင်ရာဆွေးနွေးမှုပြုလုပ်ဖို့တကားဖွဲ့ထားတယ်လို့လဲရိုက်တာကဖော်ပြပါတယ်။ထရိုင်ရဲ့အဆိုအရအဖွဲ့ကကနေဒါနဲ့မက္ကဆီကိုနှစ်နိုင်ငံကို25ရာခိုင်နှုန်းအခွန်သုံးပြမှာဖြစ်လို့တရုတ်နိုင်ငံရဲ့အခွန်သုံးပြမှုကအမေရိကန်ရဲ့ပြည်ပသွင်းကုန်ခွန်သုံးပြမှုကိုပြန်လည်သတိပေးမှုပြုလုပ်တာဖြစ်တယ်လို့လင်းလာသူတွေကဆိုပါတယ်။တရုတ်နိုင်ငံဟာကနေဒါရဲ့ကနိုလာစင်စီကျိတ်ဖန်နဲ့စတော်ဘဲတင်ပို့မှုတွေ တန်ဖိုးဒေါ်လာ1ဘီလီယံအပေါ်တရားရခိုင်နှုန်းအခုံကောက်မှဖြစ်ပြီးကနေဒါရဲ့ရေးထွက်ပစ္စည်းတွေနဲ့ဝတ်သားတင်ပို့မှုတန်ဖိုးဒေါ်လာ1တရမ6ဘီလီယံအပေါ်25ရခိုင်နှုန်းအခုံကောက်မှဖြစ်ပါတယ်တရုတ်နိုင်ငံရဲ့တန်ပြန်အခွန်ကောက်မှုနဲ့ပတ်သက်ပြီးပေကျင်းမြို့မှာရှိတဲ့ကနေဒါတန်ရုံးကရိုက်တာကဆက်သွယ်မေးမြန်းခဲ့ပေမယ့်မှတ်ချက်ပေးတာမျိုးမရှိသေးပါဘူး။ တရုတ်နိုင်ငံထံအီဝီကားတွေကို EU နဲ့အမေရိကန်တို့ကအခွန်သုံးမြစ်ပြီးနောက်ပိုင်းကနေဒါကလည်းအခွန်သုံးမြစ်တက်မှတ်မယ်လို့ပြီးခဲ့တဲ့ဩဂုတ်လကကနေဒါဝန်ကြီးချုပ်ထရူဒိုကပြောပါတယ်။ဒါကိုတုံ့ပြန်တဲ့အနေနဲ့တရုတ်နိုင်ငံကလည်းစက်တင်ဘာလကစတင်ကကနေဒါရဲ့ကာနိုလာတင်ပို့မှုကိုစုံစမ်းမှုတွေစတင်ပြုလုပ်ခဲ့ပူပါတယ်။ကနေဒါရဲ့ကာနိုလာတင်ပို့မှုတဝက်ကျော်ကတရုတ်နိုင်ငံကိုပို့ရတာဖြစ်ပြီး 2023ခုနှစ်မှာကန်ဒိုလာကုန်သွယ်မှုတန်ဖိုးဒေါ်လာ3.8ဘီလီယံအထိရှိခဲ့ပူပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။